မင်္ဂလာပါရှင်ကစ်တတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်သေဘောဘူးစကန်တိုစစ်ကူလာသောအင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ပူးပေါင်းတပ်များကခြေမုံလိုက်ပြီးစစ်သား30ကျော်အရှင်မီစစ်သားအများပြားတေဆုံးပြီးလက်နက်များရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ခရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘုစက္ကန်းတို့စစ်ကူလာသောအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်မိကအများပြတေဆုံးသွားကြောင်း KNLA စစ်ရေးတရင်ရင်မြစ်ကတရင်ဌာနသို့ပြောဆိုပါရယ်မေလ28ရက်နေ့မှာစတင်ပြီးခရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တေဘောဘုစစ်တပ်စက္ကန်းတို့စစ်ကူလာသောအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းကို DGBA ဌာနချုပ်စုံစည်းမြိုင်အနီးသို့ရောက်ရှိနေစဉ် KNLA မဟာမိတ်ပူးပေါင်းတပ်များကဖိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း ယနေ့နဲ့နောက်ပိုင်းမှာအဆိုပါစစ်တပ်စစ်ကြောင်းမှစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်သား30ကျော်အရှင်ဖမ်းဆီးရရှိကြောင်းအများပြားသိဆုံးကြောင်းသိရှိရပါတယ်။ အဲ့ဒီစစ်ကြောင်းကသေဘောဘုတ်ကိုသွားဖို့လာတာ DKPA ဌာနချုပ်နာရောက်မှာတော်လရေးတပ်တွေကပိတ်ဆို့ပြီးတိုက်ခိုက်တာအခုတော့ရှင်းသွားပါပြီစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပြီစစ်ကြောင်းမှာအင်အား82ဦးပါတယ်ကြားပြတ်တိုက်တာမှာ30လောက်လက်ရှိအရှင်ဖမ်းမိထားတယ်ကျန်တာတွေအကုန်လိုက်ရှင်းနေတယ်လက်နက်တွေလည်းရထားတယ်လေရင်လာကျဲနိုင်လို့တတိထားနေရတယ်မနေ့ကနေဒီမနက်ပိုင်းမှာအပီးကြားပြတ်တိုက်ခိုက်တာပါဟုစစ်ရေးတရင်ရင်းမြစ်ကရှင်းပြပါဗျာချို့ပြင်သေဘောဘုတ်ရွာဒိတ်ရှိအကြံဖက်စစ်ကောင်စီ တေဘောဘူးစခန်းနေရာနဲ့ကာကင်းစခန်းနေရာကို KNLA မဟာမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ချိုင်းမြန်မာနယ်စပ်ဝေါ်လီတွင် KNLA မဟာမိတ်တပ်များကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုဇက်တိုက်မနာတဲ့ဆစ်စင်တိုက်ခိုက်နေပြီးမဟာမိတ်ပူးပေါင်းတပ်များအနေဖြင့်လည်းခနေလီမော်ခီထီးသဲပလေစခန်းများကိုတိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ဆလပီဖာကန်မြို့နယ်လုံခင်းကျေးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြားထိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်းကျေးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များအကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းဒေသခံပြည်သူများနှင့် KIA သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါရယ်။မေလ28ရက်နေ့ညပိုင်းမှစတင်၍ဖားကံမြို့နယ်လုံခင်းကျေးရွာအနီးသို့ရောက်ရှိလာသောစစ်ကောင်စီတပ်များရောက်ရှိလာချိန်နက်နက်ကြီးများဖြင့်ပစ်ခတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းယင်းနောက်ယနေ့နက်နက်8နာရီအချိန်တွင်တိုက်ပွဲများစတင်ဖြစ်ပွားလျက်ရှိကြောင်းသိရပါရယ်။ အခုဖြစ်တာကလုံခင်းရွာတဲ့တော့မရောက်သေးဘူးလုံခင်းဘက်မရောက်ခင်ဥရုချောင်းချားတယ်နှစ်မျက်နာဖျားဘက်မှာဖြစ်နေတာလုံခင်းကိုတော့တိုက်ပွဲမရောက်သေးဘူးဒါပေမဲ့တိုက်ပွဲအတန်တွေအကုန်ကြားနေရတယ်ခွန်စာကုံလေပြင်းနာဘက်တွေမှာဖြစ်နေတာအဲ့ဒီစစ်ကြောင်းကဖားကန့်မြို့ကိုဦးတည်လာနေတာလေပြင်းဘက်မှာပြက်စီးမှုများတယ်ပြည်သူတွေလည်းထိခိုက်မှုရှိတယ်ဟု KICA တနင်္ဂနွေမြစ်ကပြောဆိုပါတယ်အကြံဖတ်စစ်ကောင်စီတပ်ကအင်အားရာကြီးဖြင့်ဖားကံမျိုးတို့ဦးတည်လာနေရတွင်နန်တရှောက်တွင်လည်းကြေးရွာများကိုဦးတည်၍ပြစ်ခတ်မှုများလှုံ့ဆော်နေကြောင်း ဖားကံမျိုးအဝင်ရန်ချက်ဆက်ယုံနှင့်လေပြင်းကျေးရွာအတွင်သို့စစ်ကြောင်းထိုးဝင်ရောက်လာစဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်စစ်တပ်ရဲ့သွားတဲ့ပုံကိုကြည်ရတာဖားကံတပ်မကုန်းကိုဦးတည်ထားတာတပ်မကုန်းကို KIA ပူးပေါင်းတပ်တွေကပိတ်ဆို့ထားတာ ဒါပေမဲ့အဲ့ဒီတက်မကုန်းကနေလက်နဲ့ကြီးတွေမကြကနဆိုသလိုပြစ်ခတ်မှုတွေလုပ်နေတယ်။အခုသိရတာကစစ်တပ်ကပြည်သူတွေကိုဖမ်းဆီးနှိပ်စက်နေတာတွေလုပ်နေတယ်။တပ်ဖြတ်မှုတွေလည်းလုပ်နိုင်တယ်။ပြည်သူတွေသတိထားဖို့လိုပါတယ်ဟု KIA စီရေးတရင်ရေးမြက်ကပြောဆိုပါတယ်။လုံခင်းမှာဒေသခံပြည်သူများမှလည်းယမန်နေ့ညပိုင်းတချို့မှာစစ်ရှောင်သွားကြပြီးဖြစ်တော့လေလုံခင်းရွာတွေတွင်ကြန့်ရှိနေသောပြည်သူများစွာရှိနေကြောင်းစစ်ရေးအခြေအနေတင်းမာနေ၍ပြည်သူများမှစစ်ဘေးရှောင်ရန်ပြင်ဆင်နေကြပြီးဖြစ်ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးပခုတ်ကူမျိုးနဲ့အင်ပင်ရတွင်အထိုင်ကျတက်ဆွဲထားသောစစ်တပ်စခန်းတို့လက်နက်ကြီးဖြင့်ဖြစ်ခတ်မှုစစ်သားနှင့်ရဲများထိခိုက်သေးဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေတိုင်းပခုတ်ကူမျိုးနဲ့အင်ပင်ကျေးရွာတောင်ပတ်၌အထိုင်ကျတက်ဆွဲထားသောစစ်တပ်စခန်းအတွင်မင်္ဂလာဆောင်ပွဲကျင်းပနေစဉ်လက်နက်ကြီးဖြင့်ဖြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားရဲများထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်း Cobra 1ပခုတ်ကူတပ်ဖွဲ့မှဗိုလ်မှူးဟောက်ကသတင်းချာနာသို့ပြောကြားပါတယ်။ ရှမနီမေလ28ရက်နနက်9:00နာရီခန့်အချိန်ပခုတ်ကူမြို့နယ်အင်းပင်ကျေးရွာ၏တောင်ဘက်တွင်အထိုင်ကျတပ်ဆွဲထားသောစစ်တပ်စခန်းတွင်ရဲတအူမင်္ဂလာပွဲကျင်းပနေစဉ်ရော့ကက်လက်နက်ကြီး၃လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထို့သောပစ်ခတ်မှုအတွင်ပထမတစ်လုံးမှာမင်္ဂလာဆောင်လုံခြုံရေးယူပေးနေသောခင်းပုံးစစ်သားများရှိရာနေရာ၌၎င်းဒုတိယတစ်လုံးမှာစစ်တပ်အထိုင်စခန်း၌၎င်းတတိယတစ်လုံးမှာမင်္ဂလာဆောင်ပွဲအတွင်း၌၎င်းကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သားရဲများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းသိရပါသည်။ ရခတယောက်မင်္ဂလာဆောင်ပွဲလုပ်နေတဲ့သတင်းရလို့ရော့ကက်သုံးလုံးနဲ့သွားပြတာတစ်လုံးကကင်းမုံယူနေတဲ့နေရာကိုကြားတယ်ဒုတိယတစ်လုံးကစခအထိုင်စခန်းတဲကိုကြားတယ်တတိယတစ်လုံးကမင်္ဂလာဆောင်ပွဲတဲကိုကြားတယ်လို့သတင်းရတယ်ထိခိုက်မှုတွေလည်းရှိတယ်လို့သိရပါတယ်မင်္ဂလာဆောင်ပွဲတဲမှာကရဲစစ်သားပြူစောတိတွေပဲရှိတာစခတွေဘက်ကလက်နက်ကြီးတွေနဲ့ပြန်ပစ်တာရှိပါတယ်ကျွန်တော်တို့ရဲဘော်တွေအထီးကိတ်မရှိခဲ့ပါဘူးဟူကိုဘရာ1ပခုတ်ကူတက်ဖွဲ့မှာဘုံမွေဟောက်ကသတင်းဌာနသို့ပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကိုပခုတ်ကူမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာ Voralas ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဗာညိန် Guerrilla Force နဲ့ Cobra 1ပခုတ်ကူတပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးပေါ်တာဆွဲခံရသည့်တပ်သားတွေကစစ်ကောင်စီတပ်ပြန်တိုက်ရန် KNL ထံအလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စစ်ကောင်စီတပ်ကပေါ်တာဆွဲစစ်သားစုဆောင်ခဲ့တဲ့ပြည်သူစစ်မှုတန်းတပ်သားတစ်တဦးသည်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ထံအလင်းဝင်လာပြီးစစ်ကောင်စီတပ်အားပြန်လည်တိုက်ခိုက်သွားမည်ဟုပြောကြားခဲ့သည်ကရင်ပြည်နယ်အတွင်းစစ်ကောင်စီအောင်စီရစစ်စင်ရေးမှထွက်ပြေးလာသည့်စကခဆနစ်လက်အောက်ခံခမရ355တရင်မှတပ်သားဒိုင်ဦးဤကြောကြားချက်ကို KNL ဗဟုဒါနာချုပ်ကလေလ28ရက်တွင် ထုတ်ပြန်ခဲ့ရာတပ်သားဒိုင်ဦးကစစ်သားစုဆောင်ခံရမှုအခြေအနေနှင့်အလင်းဝင်လာရသည့်ရည်ရွယ်ချက်ကိုပြောပါရယ် ရင်မျိုးတို့အလုံးလုံးရန်တွားရောက်စဉ်တက္ကစီသမားကအလုပ်ပေးမိဟုပြော၍လိုက်ပါစဉ်ပေါ်တာဆွဲခံရခြင်းဖြစ်သည်ဟုပြောပါရယ်ထို့နောက်မွန်ပြည်နယ်တန်ပြူစရံမျိုးနယ်ဝဲကလေးအခြေဆိုင် စစ်ကောင်စီဤတင်းနှံကြောင်၌တင်းနှံတက်ခဲ့ရပြီးခမရ355ထုံမတက်စဉ်အောင်စရစစ်စင်ကြီးတို့ပို့ဆောင်ခံခဲ့ရတယ်ဟုတပ်သားတိုင်းဦးကပြောပါရယ်စစ်ကောင်စီအေလောက်ရက်သည်လူငယ်များကိုဖျက်ဆီးတက်ခဲ့သို့ဖြစ်၍မကြိုက်ကြောင်တပ်သားတိုင်းဦးကပြောပါရယ်အလင်းဝင်ပြီးလက်နက်ကင်ပြီးပြန်တော်လည်မယ်လို့ဆုံးဖြတ်ချက်နဲ့ပြည်လာတာဟုတပ်သားတိုင်းဦးကပြောပါတယ်။ထို့ပြင်စစ်ကောင်စီတပ်တွေ တွင်ဝါဒဖြန့်တကယ်တို့တော်လန်ရေးတက်ဖွဲ့များထံရောက်ပါကအသက်ခံရမည်ဆိုသည်မှာလုံးဝမဟုတ်မှန်ကြောင်းရှင်းပြပြီးကြံနေသည့်စစ်ကောင်စီတပ်သားများအမြန်ဆုံးအလင်းဝင်ကြရန်ဖိတ်ခေါ်ခဲ့ပါသည်စစ်ကောင်စီသည်နိုင်ငံတော်ဝန်ဒေသအသီးသီးရှိလူငယ်လူရွယ်များကိုနှီးပေါင်းစုံဖြင့်အာရမစစ်သားစုဆောင်ပြီးအချိန်တိုစစ်တင်တန်းပေးကရှီတန်းစစ်မြေပြင်များသို့ပို့ဆောင်နေခြင်းဖြစ်ပါသည် KNU အပါဝင်တော်လှန်ရေးတပ်များကအာရမစစ်သားစုဆောင်ခံရသူများအပါဝင်စစ်ကောင်စီတပ်သားများစစ်ဗိုလ်ချုပ်ကြီးများ၏အကျိုးစီးပွားအတွက် အသက်အသေးမခံဘဲပြည်သူ့ဘက်အမြန်ဆုံးပူးပေါင်းနိုင်ရေးဤဆက်ရတော်လှန်ရေးတပ်ဖွဲ့များထံဆက်သွယ်ကြရန်တိုက်တွန်းနှိုးဆော်ထားပါသည်။ဆလဘီဖာကန်မြို့နယ်တွင် စစ်ကောင်စီတပ်ဤလက်နက်ကြီးပောက်ပွဲမှုကြောင့်စစ်ပေးဆောင်ကလေးနှစ်ဦးသေဆုံးပြီး လုံခင်းလေပြင်းတရားပြက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဘာကံမြို့နယ်တွင်စစ်ကောင်စီတပ်၏လက်နက်ကြီးပောက်ကွဲမှုကြောင့်စစ်ပေးဆောင်ကလေးနှုတ်ဦးသေဆုံးပြီးအများပြည်သူအုံပြူနေသောလုံခင်းလေပြင်းတရားပြက်စီးသွားကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ်။ ဖားကမ်းမြို့နယ်အတွင်းသို့အင်အားရာနှစ်ချီစစ်တပ်ကစစ်ကြောင်းထိုးလာပြီးနောက်လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများစတိုက်လှုပ်ဆောင်ခဲ့ကြောင်းယနေ့နေ့နက်ပိုင်းဖားကန့်လန်းနန်ယာအကျော်စိုင်းဖရာအနီးစစ်ရှောင်းစခန်းတွင်စစ်တပ်ကပစ်ခတ်ခဲ့သောလက်နက်ကြီးကြီးပောက်ကွဲမှုကြောင့်စစ်ပေးရှောင်းကလေးငယ်နှင့်ဦးသေဆုံးခဲ့ရကြောင်းသိရပါသည်ထို့ပြင်အကြံဖက်စစ်ကောင်စီတပ်ကပါကန့်မြို့နယ်အတွင်းသို့လက်နက်ကြီးများဖြင့်ယမန်နီညပိုင်းပစ်ခတ်ခဲ့ရာလုံခင်းလေပြင်းတရာမှလက်နက်ကြီးထိမှန်၍ပျက်စီးသွားကြောင်းသိရပါသည် လုံခင်ရန်ချက်ဆက်ယုံကနေထွက်လာတဲ့စစ်ကြောင်းကလေပြင်းရဲစခန်းနာရောက်နေကြပြီးဖားကတ်လုံခင်ကတော့တိုက်ပွဲဖြစ်ရင်တော့မလွယ်တော့ဘူးရွာပြက်မဲ့အခြေအနေဖြစ်နေပြီးပြည်သူတွေလည်းစစ်ဆရှောင်နေကြပြီးဟုဒေသခံပြည်သူတို့ကပြောဆိုပါရယ်အချမ်းဘတ်စစ်ကောင်စီတပ်ကအေဘီလာနောက်ပိုင်းမှာစတင်ပြီးအင်အားအလုံးရင်ဖြင့်ဖားကတ်မြို့နယ်တွေသို့စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးစစ်ကြောင်း၃ခုခွဲ၍ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိရှိရပါရယ်ကျမ၏တင်ပြဆက်မှုကိုဒီမှာပဲရန်နာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်